ကင်မရာနဲ့အမိရရိုက်ကူးမိခဲ့တဲ့ဆန္ဒကလော့ရဲ့ပုံရိပ်များခရစ်စမတ်ဟာတနေ့တားရဲ့အံ့ဩစရာအကောင်းဆုံးအချိန်လို့ဆိုရပါမယ်။လူများစုကခရစ်စမတ်ရောက်ဖို့စောင့်နေကြပြီမယ်။ခရစ်စမတ်ကာလမှာတော့ထူးဆန်းတဲ့ຢာတွေဖြစ်ပျက်ခဲ့မှုပါတယ်။ဒီနေ့ဗီဒီယိုကတော့ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့ခရစ်စမတ်ပုံပုတ်ကြီးရဲ့ပုံရိပ်အစ်စ်မှန်နေကြောင်းတင်ဆက်ပေးသွားမှာပါ။တကယ်လို့တင်ကဆန္ဒကလော့အပြင်မှာတကယ်မရှိဘူးလို့ထင်ဒီဗီဒီယိုကိုအဆုံးထိဝင်ကြည့်သွားလိုက်ပါ။ဆန္ဒကလော့နဲ့ထူးဆန်းတဲ့ဖြစ်ပျက်များခရစ်စမတ်ဂျူညမှာ ဟာဂင်တူကအပြင်ကိုကြည့်လိုက်တော့လက်ဆောင်ပြေးပါတဲ့အိတ်ကိုလွှဲထားတဲ့ဆန်တာကလော့စ်တူလမ်းလျှောက်နေရတွေ့ရပါတယ်။သူကဒါကိုသူ့ကလေးတွေကိုချင်းချင်းပြောပြလိုက်တဲ့အခါမှာသူတို့အလုံးပြန်ထွက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆန်တာကလော့စ်ကလက်တစ်ဖက်ချန်ကမိသားစုကိုအရင်သွားလေတဲ့ပုံရတာကြောင့်သူတို့ပြန်ဝင်လာခဲ့ကြပါတယ်။ဒါပေမဲ့မင်းနဲ့အနေငယ်ကြလို့အပြင်ပြန်ထွက်ကြည့်တဲ့အခါမှာအိမ်တော်မှာဆန်တာကလော့စ်မတ်တဲ့ရက်နေတဲ့ရုပ်တရက်တွေ့လိုက်ရပါတယ်။ဖခင်ကအိမ်ထဲကိုပြန်ဝင်ဖို့ပြောလိုက်တဲ့အခါမှာသူတို့တွေ့လိုက်ရတာကခရစ်စမတ်တစ်ပင်အောက်မှာလက်ဆောင်တွေအများကြီးပဲဖြစ်ပါတယ် ဆန်နာကလော့စ်ကလက်ဆောင်တွေကိုတနည်းနည်းနဲ့ချထားပြီးတော့တခြားမိသားစုတွေကိုလက်ဆောင်ပေးဖို့ချက်ချင်းပြန်ပြေးသွားပုံရပါတယ်။ Grinch ရဲ့ဖြစ်မှန် Grinch ဟာလူတွေရဲ့အိမ်တွေက Christmas လက်ဆောင်တွေကိုခိုးယူတာကြောင့်နာမည်ကြီးပါတယ်။ဒါပေမဲ့ဒါကစိတ်ကူးရင်ဇက်ကောင်ဖြစ်ပေမဲ့တချို့လူတွေကသူ့ကိုအပြင်မှာကင်မရာနဲ့ဖမ်းယူနိုင်ခဲ့ကြပါတယ်။ဒီလိုစဉ်းစားကြည့်ပါ။အမြန်စားစရာဒါမှမဟုတ်အချိုးအေးတစ်ခုခုရဖို့စီစဉ်ကိုသွားလိုက်တဲ့အခါမှာတကယ်ရှိတဲ့ Grinch တယောက်ခိုးဖို့အတွက်ကြံစည်နေတာကိုတွေ့လိုက်ရတယ်ဆိုရင်ခင်ဗျားပါလို့မလဲ။ပြီးမလား။ခင်ဗျားတို့မြင်တဲ့အချိန်မှာ Grinch က store ဆိုင်နေလျှောက်သွားနေခြင်းမှာ ယုံကြည်စိတ်ချရသူမဟုတ်ပါဘူး။သူပြန်ထွက်လာတဲ့အခါမှာတံပြန်နောက်ကဝန်ထမ်းတွေကဘာတွေတွေးနေမလဲ။သူတို့ကသူ့ကိုပြည်စည်းတချို့ခိုးယူနေတာကိုမိလိုက်ကြပါတယ်။ Rudolf ကိုအပြင်မှာမြင်တွေ့ရခြင်းစန်တာရဲ့သမီးတွေကြောင့် Christmas လက်ဆောင်တွေယူဆောင်လာဖို့ဘယ်နေရာကိုမဆိုခေါ်ဆောင်သွားနိုင်ပါတယ်။သမီးတွေရဲ့ခေါင်းဆောင်ကတော့ Rudolf ဟာသူ့ရဲ့နှာခေါင်းနေရာကြောင့်လူသိများပြီးအလင်းရောင်နေနဲ့လဲစန်တာအတွက်အသုံးဝင်ပါတယ်။ Rudolf ဟာစိတ်ကူးရင်ဇက်ကောင်သာဖြစ်ပေမဲ့အပြင်မှာတခြားသမီးတွေနဲ့အတူစီးနင်းတွေထဲမှာကစားနေရကိုကင်မရာနဲ့ဖမ်းမိခဲ့ပါတယ်။ဒါဟာတကယ် Rudolf ညာဖြစ်နေမလား။ ဗီဒီယိုမှတ်တမ်းကိုတစ်တော်နီးကနေရိုက်ကူးမိထားတဲ့ပုံပေါ်ပါတယ်။ပထမတစ်ချက်ကြည့်လိုက်ရင်တော့ရိုးရိုးသမင်အချို့ကိုမြင်တွေ့ရပေမဲ့ဒကောင်ကနှာခေါင်းလင်းနေပုံရပါတယ်။ဗီဒီယိုမှတ်တမ်းကိုပြင်ဆင်ထားသလားဆိုတာကိုတော့ကျွန်တော်တို့မသိရပေမဲ့တိတ်ပန်နေကြလေးလာမှုတစ်ခုရသမင်တွေရဲ့နှာခေါင်းတွေဟာတကယ်ကိုအနေအောင်ပြောင်းနိုင်တယ်လို့ဆိုပါတယ်။စန်တာနဲ့ရူဒော့ဖ်အတူလာရောက်ချင်းနောက်တဲ့ဗီဒီယိုတစ်ခုမှာတော့စန်တာဟာမီဂိုခေါင်းနဲ့ကနေရှော့ဆင်းပြီးတော့အင်တန်ရဲ့အခန်းထဲကိုရောက်လာတာတွေ့ရပါတယ်။သူဟာအိတ်ထဲမှာလက်ဆောင်လေးအများကြီးယူလာပြီးတော့မီးဖို့ပေးမှချိတ်ထားတဲ့ခရစ်မတ်ချေးအားလုံးကိုဖေးပေးပါတယ်။ ဒါပေမဲ့ Santa Claus တယောက်တည်းရောက်လာတာမဟုတ်ပါဘူးခဏကြာတော့သူကရှေ့တကားကိုဖွင့်ဖို့ဆုံးဖြတ်လိုက်ပြီးတော့အဲ့ဒီနောက်မှာ Tammy Rudolph လမ်းလျှောက်ဝင်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့အဲ့ဒီဘက်ကပါလဲဆိုတော့ကျွန်တော်မသိပေမဲ့ဒါရီအားလုံးကိုကင်မရာနဲ့ဘလို့ဖမ်းယူနိုင်ခဲ့တယ်လေအံ့ဩစရာပါ Rudolph ကခေါင်းပေါ်မှာစောင့်နေရတာပြင်းမှန်းလို့အတွင်းထဲဝင်ကြည့်ဖို့ရောက်လာတာဖြစ်နိုင်ပါတယ် Santa ကလက်ဆောင်အားလုံးကိုထားခဲ့ပြီးတဲ့နောက်မှာမိကိုခေါင်းထိုင်တွေကိုပြောင်းဝင်သွားခဲ့ပြီးရုတ်တရက်ပြောက်ွယ်သွားပါတယ်တကယ်တော့သူရှေ့တကားကနေသွားလို့ရပြီမြင် ဇန်နာကလော့စ်ကတော့မိဘကောင်းတွေကနေသွားနေကြပြီးပြီးကျန်တဲ့သမီးတွေကအခေါမိုးပေါ်မှာစောင့်နေကြပါဂရီလာခရစ်စမတ်ဆုံးမဂရီလာကိုအိုက်ဆန်ရိုးရာပုံမြင်တွေမှာအိုက်ဆန်တောင်တန်းတွေမှာနေထိုင်တဲ့ခရစ်စမတ်ဆုံးမဖြစ်တဲ့လူတွေများပါတယ်အနောက်နိုင်ငံတွေရဲ့အများစုကဆန်နာကလော့စ်ရဲ့ကောင်းမွန်တဲ့ကလေးတွေကိုလက်ဆောင်ပေးတဲ့ဇာတ်လမ်းတွေကိုပျော်ရွှင်နေကြခြင်းမှာမြောက်ပိုင်းကျွန်းစုကစူးသွန်းတဲ့ကလေးတွေကတော့ဂရီလာကိုရင်ဆိုင်ရပါတယ်ဂရီလာရေးသားထားတဲ့တန်တာတွေက73ရာစုမှာစတင်ခဲ့ပြီးခရစ်စမတ်ကာလာတွင်မှာသူမဟာတောင်ပေါ်ကနေဆက်လာပြီးတော့ကလေးတွေကိုအိတ်ထဲထဲကသူ့အိမ်ကိုခေါ်သွားတယ်လို့ဆိုပါတယ် လူဘလူမဖြစ်နေဖော်ပြခံတဲ့ကရီလာဟာကြောက်စရာကောင်းတဲ့ပုံမှန်တယ်ဂျိုပါတဲ့အမိရှိပြီးသူမနဲ့တူနေထိုင်နေသူမရဲ့မိသားစုကလည်းသူမလိုပဲကြောက်စရာကောင်းပါတယ်ဆန္ဒကလော့စ်ကိုအပြင်မှာတွေ့ဖို့သွားသူခင်ဗျားရောဆန္ဒကလော့စ်ကိုအပြင်မှာမြင်ဖို့ပါလားမြင်ဖို့တဲ့ဆိုရင်တော့ကိုကိုကိုကံကောင်းသူလို့သတ်မှတ်နိုင်ပါတယ်အောက်ပါဇလန်ကတော့ဆန္ဒကိုကင်မရာနဲ့ဖမ်းယူနိုင်မလားဆိုပြီးကင်မရာတက်ဖို့ဆုံးဖြတ်ခဲ့တဲ့မိသားစုတစ်ခုအကြောင်းပါသူတို့အောင်မြင်ခဲ့ပါတယ်၂၀၁၄ခုနှစ်ခရစ်မတ်အကြိမ်ကျမှာစန်တာနဲ့သူ့သမီးတွေကလူနေရဲခွက်တစ်ခုအနေကိုရောက်လာခဲ့ပါတယ်စန်တာကအိမ်တိုင်းမှာ တိတ်မရောက်လက်ဆောင်တွေချထားခဲ့ပြီးရတဲ့နောက်မှာသူဟာလှဲနေသူပြန်တန်းသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ Santa Claus ရဲ့ပုံအောင်မှု2012ခုနှစ်ကဒီဗီဒီယိုမှာတော့ Santa Claus ဟာရှီဒီကားကနေအိမ်တဲကိုဝင်လာပုံရပြီးအိတ်ခဲတွေကိုမဝင်ခင်မှာအပေါ်တက်မှာလူတွေအိပ်ပျော်နေသလားနားထောင်ပါတယ်။ပြီးတော့သူ့ရဲ့အိတ်ထဲကလက်ဆောင်များအပြားကိုယူပြီးတော့ Christmas တိတ်ပင်အောင်မှာထားပါတယ်။ဒါပေမဲ့ရုတ်တရက်ပေါ်တက်ကနေတစုံတစ်ယောက်လမ်းလျှောက်စင်းလာတဲ့ကိုကြားလိုက်ရပြီးသူဟာချင်းချင်းပုံဖို့အတွက်ကြိုးစားပါတယ်။ ီဒီယိုတင်တဲ့သူကကျူးကျော်သူတရားရောက်ဝင်လာပြီလို့ထင်ပြီးတော့အောက်ထပ်ကိုလမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့သူကဘယ်သူ့ကိုမှမတွေ့ခဲ့ပါဘူးဒီဗီဒီယိုမှာတော့ဆန်တာကလော့စ်ဟာဘယ်လိုပုံရမယ်ဆိုတော့သိတဲ့ပုံရပါတယ်အဲ့ဒီလိုသူ့ရဲ့အိမ်မှာလုံခြုံရေးကင်မရာတက်ဆင်ထားရတာကြောင့်သူရဲ့ခုနှစ်နှစ်အရွယ်သမီးနဲ့တူမှတ်တမ်းကိုပြန်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာအဲ့ဒါကျူးကျော်သူမဟုတ်ဘဲနဲ့ Santa Claus ဖြစ်နေတာတွေ့လိုက်ရပါတယ်။ဒီသူက Santa Claus တကယ်ရှိတယ်ဆိုတာတန်ဖိုးရမှတ်ဖြစ်ပေနဲ့တက်သေးပြဖို့ဗီဒီယိုကို YouTube မှာတင်ခဲ့ပါတယ်။ Gingerbread Man ဂျင်းပါပေါမို့လူသားရဲ့လှုပ်ရှားမှု ဂျင်းပါပမုတ်လူသားရဲ့အကြောင်းကိုခင်ဗျားတို့ကြားဖို့ပါလားခရစ်မတ်ကာလမှာအရန်လူကြိုက်များတဲ့လူပုံစံပေါ်ထားတဲ့ဘစ်ကစ်မုံလေးပါအင်္ဂလန်နိုင်ငံရဲ့ပထမဆုံးအလစ်ဘက်ဘီယံမာကပထမဆုံးဖန်တီးခဲ့တာလို့ယူဆကြပြီးအဲဒီနောက်ပိုင်းမှာတော့နိုင်ငံတော်တော်များများမှာခရစ်မတ်ကာလမှာလူကြိုက်များတဲ့မုတ်ဖြစ်လာပါတယ်ဒါပေမဲ့ဒီဂျင်းပါပမုတ်လူသားဟာအသက်ဝင်လာတာကိုမြင်ဘူးတယ်လို့ပြောဆိုသူတွေလည်းရှိပါတယ် ကလေးညောင်ရဲ့မိခင်တို့မိုးပုတ်ပြီးတဲ့အခါမှာကလေးလေးတွေသွားကြည့်တဲ့အခါမှာတော့ဂျင်းပါပေါမို့လူသားစတင်လှူရှားနေရကိုမြင်တော့ကောင်းလေးကလန်သွားခဲ့ပါတယ်ဒီလှူရှားမှုကိုမြင်ပြီးတဲ့နောက်မှာကောင်းလေးကဒီဘီစကစ်ကိုပြန်စားချင်စေမရှိတော့တော့ဘူးထင်ပါတယ်ပြန်တန်းနေတဲ့စန်တာရဲ့တမင်များခင်ဗျားတို့သိတဲ့အတိုင်းပါပဲတမင်တွေကပြန်တန်းလို့မရပါဘူးဒါပေမဲ့စန်တာရဲ့တမင်တွေကြောင့်ပြောရမယ်ဆိုရင်ပြန်တန်းနိုင်ပါတယ်စန်တာကလော့စ်ရဲ့တမင်တွေကအထူးစားမှာသူတို့ဟာခီးဝဲကြီးပြန်တန်းနိုင်တယ်လို့အမြင်ကြီးလည်းပြန်နိုင်ပါတယ် ဒါဆန္ဒကလော့ဆွဲသူရဲ့နေရှော်စီလီနဲ့လက်ဆောင်တွေကိုလေးတဲကနေတည်ယူဖို့အဆင်ပြေတဲ့နေလန်းဖြစ်တာကြောင့်ဘသူမှလွယ်လွယ်နဲ့တတိမထားမိလွယ်လွယ်နဲ့တတိမထားမိပါဘူးဒီဗီဒီယိုမှာတော့ဘိုဘစ်ဆိုသူတို့ကဆန္ဒကလော့ကိုနောက်ထပ်သွားမယ်နေရာကိုပြန်တန်းနေတာကင်မရာနဲ့မှတ်တမ်းတင်လိုက်ခဲ့ပါတယ်ဒါပေမဲ့ဆန္ဒကလော့ကိုကင်မရာနဲ့အချင်းပေါင်းများစွာဖမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်အိုင်ယာလန်မှာတော့ခရစ်စမတ်အကြိမ်ညမှာ လင်ဘောကလူတွေအပြင်ကိုလမ်းကြည့်တဲ့အခါမှာ Santa Claus ကိုသူ့တမင်နေနဲ့နှိချောစည်းလေးနဲ့နှစ်ကျင်တော်မြင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒီဗီဒီယိုမှာတော့တမင်တကောင်ဟာ Santa Claus ကိုလက်ဆောင်တွေကိုတစ်ပင်အောင်မှာချပေးတာပြုဆုံးမှုအတွက်အင်ခေါမိုးပေါ်မှာရက်ဆောင်နေတာတွေ့ရပါတယ်။ Santa ရဲ့လက်ထောက် Eve များ Santa Claus ကနှစ်စဉ် Christmas လက်ဆောင်တောင်ပေါင်းများစွာကိုဘယ်လိုပြင်ဆင်နိုင်တာလဲလို့ခင်ဗျားတွေးမိနိုင်ပါတယ်။ ူဟာသူ့ကိုကူညီပေးတဲ့ if ရာပေါင်းများစွာကြောင့်လုပ်နိုင်တာပါ Christmas Eve တဲ့အူဟာအယုတ်တွေပြုတ်လို့ရမှာတော့ကူညီပေးပြီးတမင်တွေကိုလည်းဂရုစိုက်ပေးတယ်လို့ဆိုပါတယ်သူတို့ကိုမကြာခဏမြင်ရလိမ့်မယ်ရှိပေမဲ့တစ်ချိန်တည်းမှာပဲကင်မရာနဲ့မှတ်တမ်းတင်ခံရဖို့ပါတယ်2013ခုနှစ်ကအောက်ပါဗီဒီယိုမှာ Christmas Eve တဲ့အူဟာ Christmas Day ပေမှာမိတွေဝင်ပြီးအခန်းထဲရှောက်သွားနေတာတွေ့ရပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ Christmas Eve ဟာဗတင်းပေါက်ထဲကိုဝင်ရောက်လာပြီးကင်မရာကိုခဏတာကြည့်နေပါတယ်နောက်ဘာဖြစ်သွားမလဲဆိုတော့မသိရပေမဲ့သူက Christmas Day ပင်အောင်မှာလက်ဆောင်တစ်ခုချပေးတာဒါမှမဟုတ် တန်နာတွက်ရှိတကားကိုဖွင့်ပေးတာဖြစ်နေပါတယ်။ယိုလာခတ်ခရစ်မတ်ကြောင့်ဒီခရစ်မတ်အတွက်အယုတ်ဒီစားအမြဲတမ်းအဝိသက်တွေရတဲ့သူများဆိုရင်တော့ခမရအသက်ချမ်းသာရာရခဲ့တာဖြစ်နေပါတယ်။အိုင်စလန်မှာနေထိုင်ပြီးတော့ခရစ်မတ်ကာလတွင်ဗတင်းပေါက်ကိုကြည့်လိုက်မယ်ဆိုရင်အေးအများစုထက်ပိုကြီးတဲ့ဂျူသားကြောင်တစ်ကောင်ရဲ့မျက်လုံးကိုမြင်လိုက်ရပါတယ်။ဒါကတော့ယိုလာခတ်လိုလူတွေများတဲ့ခရစ်မတ်ကြောင့်ဒီဟာကလေးတယောက်ချင်းစီပါရရလဲဆိုတော့ကိုကြည့်ဖို့ဗတင်းပေါက်တွေကနေချောင်းကြည့်နေကြတာကြောင့်မအကြိတ်ဒီကလေးဟာကောင်းမွန်တဲ့ကလေးဖြစ်ပြီးအိမ်မူကိစ္စတွေပြီးအောင်လုပ်ခဲ့ကစုလက်ပြင်းတဲ့အဝေးသက်တွေရရှိခဲ့မယ်ဆိုရင်ကြောင်ကြီးကဆက်သွားပါတယ်။ ဆန္ဒကလော့စီကဝေစားမရခဲ့ရင်တော့အဲ့ဒီကြောင်ကြီးကခမည်းကိုရတဲ့ဒီလိုက်ဖမ်းပြီးစားပြင်ပါပါထူးစားလိုက်တာရေးဒီခရစ်စမတ်နေ့မှာဒိုင်ရိုက် TV သတင်းတပုတ်ထုတ်ခရစ်စမတ်နေ့မှာဒိုင်ရိုက် TV သတင်းတပုတ်ထုတ်လွှင့်နေပါတယ်အဲ့ဒီမနက်ခင်းမှာနှင်းနေအများကြီးကြလို့ပါသတင်းတော်ဂျန်နီဖာကနှင်းတွေကြောင်းပြောနေတော့မှပဲရုတ်တရက်သူ့ရဲ့နောက်ကမှရုပ်ဆိုးဆိုးတတ်တော်ဝါးတကောင် ပေါ်လာပါတယ်အိမ်မှာရှိတဲ့လူတွေက TV မှာရေးတီကိုဒိုင်ရိုက်မြင်လိုက်ရတယ်လို့ထင်ခဲ့ကြပါတယ်ခရစ်စမတ် ကင်မရာသမားကကင်မရာကိုလှည့်လိုက်ပြီးအိမ်တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်မသိရပါဘူး။တချို့လူတွေကတော့အမွေးတူတဲ့တတ္တဝါအနီးနားကတောင်တန်းတွေကနေလျှောက်လာတာလို့ထင်ခဲ့ကြပါတယ်။တခြားသူတွေကရည်တီဝဲစုံဝဲထားတဲ့လူတယောက်သာဖြစ်နိုင်တယ်လို့ထင်ခဲ့ကြပါတယ်။ဒါလူတယောက်ဖြစ်နိုင်ပေမဲ့နေ့နေ့တစ်လျှောက်ရည်တီတွေကိုမြင်တွေ့ခဲ့ရကြအောင်အကျင်းပေါများစွာသတင်းထွက်ခဲ့ပူပါတယ်။ရည်တီရဲ့ခြေရလို့ယူဆရတဲ့ခြေရတွေကိုတော့မှရှာထွေးခဲ့ပူပါတယ်။စန်တာရဲ့စာတိမြေမြတ်ဝင်ရုံစုံဒီဗီဒီယိုမှာတော့ Santa Claus ဟာ Christmas မတိုင်ခင်တည့်ရက်လိုပေါ့မြတ်ဝင်ရုံစုံကနေထွက်ခေါ်ဖို့ပြင်ဆင်နေပုံရပါတယ်။ ီဗီဒီယိုမှာတော့ Santa Claus ဟာ Christmas ပတိုင်းကတရက်လိုမှာမြောက်မွန်ရိုးစိုးကနေထွက်ခွာဖို့ပြင်ဆင်နေပုံရပါတယ်။အဲဒီကအရင်အေးပြီးတော့အဲ့ဒီညကနေ့နေအများကြီးကြခဲ့ပါတယ်။ဗီဒီယိုထဲမှာခင်ဗျားမြင်တဲ့အတိုင်းပါပဲ။ Santa Claus ဟာနှင်းလျှောစည်းလေပေါ်မှာထိုင်နေပြီး Timmy Rudolph ကိုရှေ့ကိုဆွဲခိုင်းထားပါတယ်။ Santa Claus ဟာ Rudolph နဲ့လေ့ကျင့်မှုတွေအများကြီးလုပ်ခဲ့ပြီးအခုသူတို့နဲ့ရောက်ဆုံးဟာကဘာတော်မကကလေးအလုံးကိုလက်ဆောင်လေးနဲ့ပျော်ရွှင်အောင်လုပ်ပေးဖို့အသင့်ဖြစ်နေပြီလို့ဇလန်းကဆိုပါတယ်။အင်တာနက်ပေါ်မှာ Santa Claus ရဲ့ဇာတိမြေကဗီဒီယိုတွေအများကြီးမရှိပါဘူး။ ဒါကြောင့်ဒီနေရာမှာ Rudolph နဲ့အတူသူ့ကိုမြင်ရတာကအရန်ကိုထူးခြားပါတယ်။ Propactor ရက်ဆက်တဲ့ Christmas ဆုံးမ Propactor ဟာ Christmas ရဲ့အမှောင်ပိုင်းချမ်းကိုပေါ်ပြတဲ့နောက်ဆုံးသပွဲ Christmas ဆုံးမတစ်ဦးဖြစ်ပါတယ်။ Propactor ရဲ့ဇာတ်လမ်းဟာ Bavaria, Germany နဲ့ Australia ပါဝင် Alpine တန်တားရေပုံမြင်တွေကနေလာတာပါ။ဒီ Christmas ဆုံးမဟာအများအပြားတော့ပြင်းရည်ဒါမှမဟုတ်စကားနားမထောင်တဲ့ကလေးတွေကိုပြင်ပထားပါလိမ့်။ဒါကြောင့်ဒီနေ့မှာခမည်းကောင်းခင်မယ်ဆိုရင်စိတ်ပူကြမလို့ပါဘူး။ ရောဘတ်တာကိုနောက်ဆင်းနေပြီကျောပေါ်မှာကျွန်းတို့တွေဖုံးနေတဲ့အဖောက်အတူအဖြစ်နဲ့ဖော်ပြထားပါတယ်။သူမအများသောအဖြစ်တော့အော်ဟစ်နေတဲ့ကလေးတွေနဲ့ပြည့်နေတယ်။ချင်းနှောင်းကိုတည်ဆောင်လေးရှိပါတယ်။ခရစ်စမတ်ကာလာတွင်သူမဟာအိမ်တွေထဲကိုဝင်ပြီးတော့စိုးသွမ်းတဲ့ကလေးတွေကိုခေါ်သွားပါတယ်။ဒါပေမဲ့ဒီခရစ်စမတ်ဆုံးမကတခြားကြောက်စရာကောင်းတဲ့ခရစ်စမတ်စက်ကောင်တွေထပ်ပိုးဆိုးပါတယ်။ဒါကြတော့ရောဘတ်တာဟာစိုးသွမ်းတဲ့ကလေးတွေရဲ့ဝမ်းပိုက်ကိုခွဲထုတ်ပြီးတခါတရံသူတို့ကိုနှင်းချပြပါတယ်။ဒါပေမဲ့ရာကူးမော်ကိုပြင်ဆင်ထားမယ်ဆိုရင်တော့ဒီခရစ်စမတ်ဆုံးမနဲ့မတွေ့ရအောင်ရှောင်ရှားနိုင်ပါတယ်။ Christmas Bingo ပင့်ကိုတွေကိုမကြိုက်တဲ့သူကကျွန်တော်တယောက်တည်းမဟုတ်ဘူးလို့ထင်ပါတယ်။ဒါပေမဲ့ပုံမှန်ပင့်ကိုတွေပိုကြောက်စရာကောင်းတာကဘာလဲဆိုတာခင်ဗျားသိပါလား။ခရစ်စမတ်ပင့်ကိုပါပဲ။အောက်ပါဗီဒီယိုမှာတော့ပင့်ကိုနဲ့တူတဲ့တတ္တဝါတကောင်ဟာစန္ဒာအုပ်ထုပ်ကိုဝစ်ဆင်ထားပြီးတော့လက်ဆောင်တွေအပြည့်ပါနိုင်တယ်။အနီရောင်အိတ်ကိုလွှဲထားတာတွေ့ရပါတယ်။ဒါပေမဲ့ကြောက်စရာကောင်းတဲ့ပင့်ကိုစီကနေလက်ဆောင်တွေကိုဘယ်သူကလွှဲချင်ပါလဲ။ပင့်ကိုကိုကင်မရာနဲ့မှတ်တမ်းတင်နိုင်ခဲ့တဲ့သူကရောဘာတွေတွေ့နေခဲ့မလဲ။ပင့်ကိုကိုကွန်ပျူတာနဲ့ဗန်တီးထားတာဖြစ်နိုင်ခြင်းများပါတယ်။ကံမကောင်းစွာနဲ့ပဲပင့်ကိုပဲသွားခဲ့လေ။ အနေအားအိတ်ထဲမှာပါရီပါလေဆိုတဲ့အချက်လက်တွေကိုကျွန်တော်မတွေ့ခဲ့ရပါဘူး။ဒါကြောင့်ကျွန်တော်တို့ဘယ်တော့မှသိရတော့မှာမဟုတ်ပါဘူး။ဒါပေမဲ့ Christmas မှာဒီလိုပင့်ကိုမြင်နေတွေ့ကြဒီလိုပင့်ကိုမြင်နေတွေ့ကြုံခဲ့ရတယ်လို့စဉ်းစားကြည့်ပါ။ကျွန်တော်သာဆိုရင်တော့တက်နိုင်ဆုံးအမြတ်ဆုံးထွက်ပြေးမှသိကြပါလိမ့်။ Santa ရဲ့မော်စွမ်း American ကမိသားစုတွေဆိုပါသူတို့ကလေးတွေမြင်ဖို့အတွက် Christmas ကာလတွင်ကင်မရာတစ်လုံးချထားဖို့ဆုံးဖြတ်ခဲ့ကြပြီးတော့သူတို့ကံကောင်းခဲ့ပါလိမ့်။ဘာလို့လဲဆိုတော့ဒီချိန်ထဲမှာပဲ Santa Claus ဟာမော်စွမ်းတဲ့နေနဲ့ပုံထဲမှာပေါ်လာလို့ပါပဲ။ ဒီမိသားစုဟာဆန္ဒကလော့ကျွတ်ဘေးစကေးချိုးနဲ့နွားနို့တစ်ခွက်ချန်ထားခဲ့ပါတယ်။သူဟာအကုန်စားတော့ပြီးတဲ့နောက်မှာရုတ်တရက်လက်ဆောင်တွေအပြည့်ပါတယ်။အေဂျီတလုံးနဲ့ခရစ်စမတ်သစ်ပင်ဤကိုရောက်လာတဲ့ပို့ပြီးတော့ကြီးတဲ့လက်ဆောင်တွေကိုဖန်ဆင်းလိုက်ပါတယ်။ဒီချိန်ဒီဟာဆန္ဒကကြီးမားတဲ့လက်ဆောင်တွေယူလာခဲ့တာကြောင့်ကလေးတွေဟာတနေ့လုံးအရန်ချစ်စရာကောင်းခဲ့ကြမှာသိကြပါတယ်။အရာအလုံးချထားပြီးတဲ့နောက်မှာဆန္ဒကကင်မရာကိုကြည့်ပြီးလန်သွားခဲ့ပါတယ်။သူဟာကင်မရာမှာသူ့ရဲ့မော်စွမ်းတွေကိုပြလိုက်မိကြောင်းလဘောပေါက်သွားခဲ့ပါတယ်။ပြီးတော့သူကကင်မရာကိုကြည့်ပြီးပျော်ရွှင်ဖွယ်ရာခရစ်စမတ်ဖြစ်ပါစေလို့ဆုတောင်းပေးကနောက်တစ်ခါထပ်ပြောက်ွယ်သွားပါတယ်။ အသက်ဝင်လာတဲ့နေလူသားနေလုံးနေပြစ်တာနေလူသားတွေလို့ပို့ပစ္စည်းတွေတုံးတာအားလုံးကပျော်ရွှင်စရာပါပဲဒါပေမဲ့အကဲနေလူသားကရုတ်တရက်စတင်လှောက်ရှားလာရောဘယ်လိုလုပ်မလဲဒီဗီဒီယိုမှာကျွန်တော်တို့မြင်နေတိုင်းပါပဲအမျိုးသမီးတူဟာနေလူသားတစ်ကောင်ကိုဖျက်ရှောက်သွားတော့ရုတ်တရက်နေလုံးတစ်လုံးနဲ့ပြစ်လိုက်ပါတယ်ဒါခမည်းကိုဖြစ်လာရင်တော်တော်လေးကိုကြောက်စရာကောင်းနေပါတယ်လက်ဆောင်ဆုံးထုတ်တယ်တက်လုံးကဘာတော်မှာခရစ်စမတ်ဒယ်လီထုံးတဲ့နေ့မြင်မိရှိပါတယ်တကယ်တော့နိုင်ငံတန်းမှာသူ့ရဲ့ကိုပိုင်ဒယ်လီတွေရှိပါတယ်ဒါပေမဲ့စပိန်နိုင်ငံကက်တလိုနီးယားဒေသမှာရှိတဲ့ဒယ်လီကအရန်ထူးဆန်းပါတယ် ခါကတီယိုတဲ့နက်ဒဲလို့ခေါ်တဲ့အရာဟာပြုံးနေတဲ့မျက်နှာအနီရောင်အုပ်ထုံးနဲ့ခြေထောက်နှာချောင်းပါတဲ့တိပင်လုံးဖြစ်ပါတယ်ခရစ်စမတ်ကြိုညမှာလက်ဆောင်တွေအငြိအကျေးဖြစ်နေစွန့်ထုတ်လာစေဖို့အတွက်ကက်တလိုနီးယားလူမျိုးတွေဟာအဒီတလုံးကိုအစာအကျွင်းကြံနေကြွေးတဲ့တလေးရှိပါတယ်ခရစ်စမတ်အကျွင်းညမှာတိုင်ငယ်ရက်တွေမှာသူတို့ဟာတလုံးကိုစတင်ကျွေးမိပြီးတော့အေးမမိစေဖို့အတွက်စောင်းနဲ့ဖုံး၍အေးအေးမမိစေဖို့အတွက်စောင်းနဲ့ဖုံးပေးကြပါတယ်ဒါပေမဲ့ကလေးတွေဟာတလုံးစီကနေလက်ဆောင်မရခင်စူတောင်းရပါတယ်ဒီတော့မှတေလုံးကိုမိဖို့တဲ့ထေပြီးလက်ဆောင်နဲ့စွန့်ထုတ်ဖို့တောင်းဆိုပါတယ်ဒီနေ့ခင်မှာအိမ်ဒီမှာတော့မိဖို့တွေမရှိတော့တဲ့အတွက်ဒီနေ့ မိဖို့တွေမရှိတော့တဲ့အတွက်ဒီတေးလေးရာတဖြည်းဖြည်းနဲ့ယောနေလာပါတယ်1996ခုနှစ်ကမတ်တန်းတင်ခဲ့တဲ့ဆန်နာကလော့စ်အောက်ပါဗီဒီယိုမတ်တန်းကို1996ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီးအဲ့ဒီချိန်တော့ CGI နဲ့ YouTube တွေမရှိပါဘူးဗီဒီယိုထဲကလူကသူနဲ့သူ့အကူကခရစ်စမတ်ကာလမှာဖျားနာနေတယ်သူတို့ဖြေစီသွားရောက်လဲပတ်ခဲ့တယ်လို့ဆိုပါတယ်သူတို့ကပြင်ကနေခရစ်စမတ်ခေါင်းလောင်းတန်ကိုကြားလိုက်ရပြီးတော့သူ့အကူကသွားကြည့်ပါတယ်အဲ့ဒီလိုလေလိုက်ကြည့်ဖို့ဆုံးဖြတ်ပါတယ်ဒါပေမဲ့အဲ့ဒီနောက်ဆန်နာကလော့စ်အိမ်ထဲကိုရောက်နေပြီဆိုတော့ကြားလိုက်ရပါတယ် သူဟာအဲကန်းကိုပြန်လျှောက်သွားတော့ဆန်တာကလော့စ်ဟာသူ့ရဲ့ဖီးရဲ့ကတင်းစီကိုလျှောက်လာနေတာမြင်လိုက်ရပါတယ်ဆန်တာကလော့စ်ဟာရှင်းပြလို့မရတဲ့နီလန်နဲ့ပျောက်ကွယ်သွားခဲ့ပြီးမယ်လက်ဆောင်တွေအားလုံးကိုခြံထားခဲ့ပြီးပျောက်ကွယ်မသွားခင်မှာပျော်ရွှင်ပွဲဟာခရစ်စမတ်ဖြစ်ပါစေလို့ဩခဲ့ပါတယ်ဒီဗီဒီယိုကို1996ခုနှစ်တော့ကမှတ်တမ်းတင်ခဲ့ပြီးတော့2017ခုနှစ်မှာ YouTube ကိုတင်ခဲ့တာကြောင့်ဆန်တာကလော့စ်တကယ်ရှိတယ်ဆိုတာတက်တည်ပြတယ်လို့ကွန်မန့်တွေမှာလူများပြားကယုံကြည်ကြပါတယ်ညိုရမျိုးပေါ်ကပြန်တန်းနေတော့စန်တာ အောက်ပါဗီဒီယိုမှာတော့ Santa Claus ဟာသူ့ရဲ့သမီးတွေနဲ့နေကျော်စည်းလီတွေနဲ့အတူနောက်ထပ်သွားမယ့်နေရာကိုလေထဲမှာပြန်တန်းနေတာတွေ့ရပါတယ်။ဒါပေမဲ့ဒါကအမေရိကန်နိုင်ငံညူးယောက်မြို့က Fort Murray ဆိုသူတို့ဦးကမှတ်တမ်းတင်ခဲ့တာပါ။ Santa Christmas အကြိုညအတွက်ပြင်ဆင်နေတာဖြစ်နေပါတယ်။ဒါပေမဲ့မောင်နေပြီဖြစ်တဲ့တခြားနိုင်ငံတခုကိုသွားနေတာဖြစ်နေပါတယ်။ဒီဗီဒီယိုကိုရိုက်ကူးခဲ့တဲ့မြို့သားဟာဗီဒီယိုမှတ်တမ်းကတကယ်ဖြစ်တယ်လို့ရှင်းပြတဲ့ interview တခုကိုတော့ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ Santa Claus ကိုလေထဲမှာပဲမြင်ခဲ့ရတယ်လို့ပြောဆိုသူတွေအများကြီးရှိပါတယ်။ ဒါကြောင့်နေကင်းကြတော့လို့အချိန်မျိုးမှာ Santa Claus ကိုကင်မရာနဲ့ဖမ်းယူနိုင်ခဲ့တာအရင်မှိုက်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုသူတန်ပေါင်းများစွာရှိခဲ့ပါတယ်ကဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်